အားလုံးမင်္ဂလာပါခင်ဗျာဒီကနေ့ပြင်ပဆက်လေးကတော့ဟောဒီအဲခိုလာဆက်လေးဖြစ်ပါတယ်ဒါပေမဲ့ဒီဆက်လေးကအခုမြင်တဲ့အတိုင်းမှာပဲတစားစီဖြစ်နေတဲ့ဆက်လေးပါလာတော့ငါဆိုပူတော်ဆိုးပါလေဗျာဖုံမှုန့်တွေရှင်တွေပါပါနေတော့ဗောနော်ဒါကျွန်တော်တေချာစီကြောထားတာပါကျွန်တော်မစီကြောခင်ပုံလေးရိုက်ဖို့တော့မေ့သွားတာဗောနော်ဒါပေမဲ့ဒီပန်ရှင်ကလည်းဒီဆက်ကိုအကုန်လုံးကောင်းအောင်ပြန်လုပ်ပေးပါလို့တော့မပြောဘူးဗျာ သူဒီမော်တာလေးကောင်းခဲ့ရင်ပေါ့နော်ကောင်းခဲ့တယ်ဆိုရင်နံပါတ်1နဲ့ပဲအမြဲတမ်းမော်မီပလတ်ထိုးလိုက်တာနဲ့နံပါတ်2အမြဲတမ်းလည်ရင်ရပါပြီတဲ့ဒီတိုင်းပဲကိုတော့မှချိန်ပြီးတော့သုံးဖို့ပါတဲ့အဲ့တော့ကျွန်တော်တို့ထွင်ပြလိုက်ရအောင်နော်ကျွန်တော်ထွင်ပြတဲ့အချိန်မှာတအားတတိထားမှတော့ဒီလိုကြိုးရပြန်နော်တတိချက်ချလေးသူကဘူးထဲမှာထားထားဆိုတော့ဒါတိုက်ပြီးတော့ပြဿနာမရှိပြီမယ်အခုကျတော့ဒါဘူးပြီးတော့ဘာမှမရှိတော့ဒီတိုင်းပဲသုံးမှဆိုတော့နော် အဲ့တော့ကျွန်တော်တိတိကျကျလေးခရီးပစ္စည်းတို့ပြဖို့တော့လူလာရုံပေါ့နော်။တော့ဒီကတ်ကြီးကိုလည်းလုံးဝဖြုတ်ချမှဖြစ်တဲ့အတွက်ကြောင့်မို့ငငယ်လုံချုံဖို့လှုပ်ဖို့ခက်တာကဒီကောင်မျိုးအမကြီးကြီးပါဘူး။နော်။တာလီဘန်လေးလိုက်နေပါဦး။ Okay ပါကျွန်တော်တို့မိသားရှိရင်လည်းမိသားနဲ့ထောက်ဆန်းလို့ရပါတယ်နော်။အခုဒီမော်တာအဝင်ကျိုးကဒီမှာအနီရောင်ပေါ့နော်အနီရောင်ရဲ့အပြာရောင်ရဲ့တကြိုးတည်းမို့ ကျွန်တော်အပြမှာမိသားတစ်စားထည့်လိုက်မယ်ထောက်ကြည့်လိုက်တော့390ဘောနော်390တာကအလေတစ်ခုအလေတစ်ခုက490နော်ဒီကောင်ဆိုရင်900ဘောနော်900 900ကျော်တယ်ဆိုတော့900နဲ့ခုံမနော်အဲ့ဒါဆိုရင်ဒီကအနည်းဆုံးကနံပါတ်3အလေတန်းကအလေလက်ကနံပါတ်2 နော်ဒီကောင်ကအများကြီးဆိုတော့ coin ပုံများတဲ့ကြောင့်ဝင်နံပါတ်1ပေါ့နော်အဲ့တော့ကျွန်တော်အဝါပဲတုံးပါတယ်โอเคအခုဆိုရင်ကျွန်တော်ကတ်လေးကိုဖြုတ်ချလိုက်ပါပြီကတ်လေးမကောင်းတော့ပါဘူးနော်ကတ်မှာကတော့ diffuse လေးဖြစ်ပါတယ်နော် diffuse လေးကကျွန်တော်တစ်ချိန်လုံးကစက်ပစ္စည်းအဟောင်းတွေထဲကနေပဲကျွန်တော်ဖြုတ်ထားတာပေါ့နော်အခုတော့ဒီနေရာမှာအတုံးတဲ့တော့ပြီဗျမင်းတို့မင်းတို့မင်းတို့1.6 a ရဲ့ ဆိုရင်ဒီမှာဘာရက်ဖြူးစ်ကတုံးလို့မရဘူးဘောနော်ဒီကောင်တန်းအေလုံးဆိုတော့လေနော်ကဲအခုလိုခဲဆော်ရမယ့်ချိန်ဆိုရင်ဒီနေရာကကြီးလေးတွေရှိနေတယ်ဗျာကြီးလေးတွေနည်းနည်းချစ်ပေးပါအခုလိုလေးပြောင်းသွားပြီဆိုရင်ခဲဆော်ရတာပို့ပြီးတော့လွယ်ကူပါတယ်ပြီးတော့ထင်းရှုစီလေးနည်းနည်းတို့မယ် ီကောင်ကိုခမမများကတော့ဒီတိတ်နေပဲပြန်ကတ်ကြတာပေါ့နော်ကျွန်တော်ကတော့မကတ်တော့ပါဘူးကျွန်တော်ဒီမှာအပူပိန့်ကျုံနေပိုက်ပေါ့နော်အဲ့ဒါလေးပဲကျွန်တော်တတ်မယ်ကလစားတဲ့ဒီကပါလေးကောင်းမကောင်းကိုစမ်းကြည့်ရအောင်နော်ဒီမီတာလေးကကပါတိုင်းနဲ့ဟာလေးပါလို့ပါ ဒီကောင်ကိုတိုင်းတာတော့မယ်ဆိုရင်အရင်ဆုံးဒီလိုရှော့ခတ်ပေးပါဒါမဲ့ခုနောက်ပိုင်းမိတာတော့မလိုဘူးလို့ပြောနေတာဒါမဲ့ကျွန်တော်တော့လိုလိုမမယ်ခတ်လိုက်ပြီနော်1.5 U အပြားမဲ့ဟာကို600 U အဲ့တဲ့ဟုတ်လို့ဖြစ်တာပြည့်နေပါဦး ခုဆိုရင်အားလုံးဒေတာရှာတက်ထားပြီးပြီဆိုတော့ကျွန်တော်စမ်းကြည့်အောင်နော်ဟုတ်ကဲ့ပါအခုဆိုရင်ချက်ချင်းပါနော်မြန်ပါလေခုနဒီကောင်အားမကောင်းတော့ဆိုရင်ဤညောင်ဤညောင်နဲ့လေပါလေနော်ဒီကောင်မကောင်းရင်လည်းမော်တာအလေနေပါလေဟုတ်ကဲ့ပါအခုလိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်